ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champions League တက်တဲ့အားလုံးမင်္ဂလာပါ။ဒါကျွန်တော်တို့မနေ့ညတုန်းက Italy City ရဲ့တကယ်အဆုံးဖြတ်ပွဲကန်သွားတယ်။အဲ့အဆုံးဖြတ်ပွဲက Napoli နဲ့ဒါ Cagliari ပွဲရဲ့တစ်ဖက်က Inter Milan အသင်းနဲ့ Como ပွဲပေါ့လေ။ဒီနှစ်သင်းလုံးက Champions Supply ရဖို့အခွင့်အရေးရှိတယ်။ဒါပေမဲ့အဆုံးသက်မှာတမတ်ကွာနဲ့ရတဲ့ Napoli က chance ပိုများတာပေါ့လေ။ဒါပြီးခဲ့တဲ့ပွဲစဉ်မှာ Inter Milan တော်တော်လေးကန်ဆိုးတာကအဲ့တုန်းက ဒီလာစီယိုနဲ့ပွဲမှာသူတို့2-1နဲ့နိုင်နေတယ်2-1နဲ့နိုင်နေတဲ့အချိန်မှာနောက်ဆုံးမိနစ်မှာပယ်နတီပေးခံရလိုက်တဲ့အတွက်ကြောင့်အဲ့ပယ်နတီကတူးတူးသေးကျပြီးတော့လာစီယိုကသူတို့ရှိကနေတမတ်ယူသွားတာ တကယ်လို့သာအိုက်တမတ်တာရမပေးခဲ့ရရင်အင်တာမီလန်ဟာနောက်ထပ်နှစ်မှတ်ပိုရရင်သူတို့က title race မှာနောက်ဆုံးနေက AC ပဲဒါပေမဲ့ Antonio Conte ရဲ့ Napoli ကပါမောက်ကိုတည်ကြပေမဲ့နောက်ဆုံး Cagliari ကိုနိုင်ရင်သူတို့ champion ဖြစ်ပြီဆိုတော့ Napoli ပေးသက်၄သိန်းလောက်ထိဒီပွဲကိုတောင်းဆိုခဲ့ကြတယ်လက်မှတ်ကတကယ်တမ်းကျတော့ San Paolo ဒီဒီကို Amand Amando Maradona ကိုပေးသက်အလောက်မရှိဘူးဒါပေမဲ့လည်း Napoli ဟာ နောက်ဆုံးမှာတော့ Scott McTominay ရဲ့ Romelu Lukaku ရဲ့ twin goal တွေနဲ့ Cagliari ကိုနိုင်ပြီးတော့ champion ဖြစ်သွားတယ်။ဟိုဘက်က Inter Milan နဲ့နှစ်ကိုပြတ်နိုင်တယ်။ဒါကိုသမား Pep Guardiola ထုတ်ခါတယ်။သူ့ဘွားရဲ့နောက်ဆုံးပွဲပဲဒီပွဲပြီးရင်သူက Villarreal ကိုပြန်ပြီးတော့ခိုးနီးပြလုပ်မဲ့အချိန်မှာအခု Pep Guardiola ကထုတ်ခံရပြီးတော့ Sa Fabrica ရဲ့ Como ကို Inter က2-0ပြတ်နဲ့နိုင်ပေမဲ့ total ရမယ်82မှတ်ပဲရသွားတယ်။ဘာကြောင့်လဲဆိုတော့ Napoli က82မှတ်ဖြစ်သွားတယ်။ဒါ Romelu Lukaku နဲ့ Scott McTominay Scott McTominay ကတော့ Man United ကပြောင်းလာတဲ့ကအကောင်းဆုံးစွမ်းဆောင်ထားလို့ဒီပွဲရဲ့ Man of the Match ရရှိသွားတယ်။ Manchester United ပြိတက်တီတူတကယ်ကိုလွမ်းမောပွဲရကစားမတစ်ယောက်ဖြစ်တယ်။ဒီအာဒီစီးရီးယားမှာ12ကိုသွင်းပြီးတော့ဒါ15ကိုလား16ကိုလားဖန်တီးထားပြီးတော့ဒါ Romelu Lukaku က15ကို ဒီတွင်ပြီးတော့ဒါသူလည်းဖန်တင်မှုအခြေအများကြီးလောက်ထားနှစ်ယောက်စလုံးက debate ချစ်တွေရထားတော့တကယ်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ချီးကျူးရမှာကအန်တိုနီယိုကွန်တီဒါဗာရက်စကယ်လီယာကိုထုတ်လိုက်တယ်နောက်အော်စီမန်အငါးသွားကစားတယ် ်ကစားမတွေတော်တော်များများမရှိတော့ဘူးဒါပေမဲ့ဘီလီဂီမော်တို့စကော့မက်ထော်မနီတို့လူကာကူတို့အန်တိုနီယိုကွန်တေဟာရောက်ရအရင်မှာသူ့ရဲ့တပည့်လူကာကူကိုတိတ်တဘောကြတယ်နောက်တစ်ခုကနံပါတ်10ကိုမှကောင်းကောင်းအသုံးဝင်ပြီးတော့အဲ့လိတ်ဝမ်းတွေကလည်းကိုးသွင်းနိုင်တဲ့တော်မနီကိုလည်းတဘောကြတယ်ဆိုတော့သူဒီကစားမတွေကိုသူခေါ်ခဲ့တယ်သူယုံကြည်နေရပြီးတယ်နောက်ဆုံးမှာနာပိုလီချန်ပီယံဖြစ်တယ်နာပိုလီတရားဒီလုံးတိုင်းတာလဲဆိုသူတို့ပိုကောင်းတဲ့အတင်ပြအဲ့မထင်မှတ်ပင်နဲ့အမှတ်နဲ့နည်းလေးလင်းကားပွဲလောက်စက်တိုက်အမှတ်ရော့သွားတယ်အဲ့မှာအင်တာမီလန်က runway ဖြစ်သွားမယ်အစားမှာအင်တာမီလန်ကလ လေဒီပြီးခဲ့တဲ့နှစ်ပတ်လောက်မှာဒီဘိုလောညာကိုရှုံးနေဇက်တိုက်ပဲအမှတ်လျော့သွားတာအင်တာမီလာအဲ့မှာဘိုလောညာကိုရှုံးနေဆန်စီရိုမှာအေစီမီလန်ကိုဒါသူတို့ဒီကိုပါဒရီမှာထပ်ရှုံးနေအဲ့မှာဇက်တိုက်အမှတ်လျော့ပြီးတော့အင်တာမီလာလည်းနည်းနည်းလေးအဲ့မှာခြေချသွားတယ်ပိုဆိုးတာကပြီးခဲ့တဲ့ပတ်လာစီကိုသေးချလိုက်တာဒါပေမဲ့ဆူပလာတွေအတွက်တော့အမြဲတမ်း guarantee အေးယုံကြည်လို့ရတဲ့အန်တိုနီယိုကွန်တီပဲကွန်တီကအခု Scott McTominay ကို CD ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ပုံစံမျိုးပြောင်းပေးလိုက်တယ် လူခခုကလည်းဘလောက်ပဲဒုက္ခရောက်ဘလောက်ပဲညံ့ညံ့သူ့လက်ထက်မှာတော့ကောင်းတယ်ဆိုဒါအန်တိုနီယိုကွန်တီနဲ့နာပိုလီကတော့ဒါနောက်ဆုံး၃နှစ်တွင်မှာနှစ်ချိန်မြောက်စကူတက်တိုချန်ပီယံပေါ့လေပထမချိန်ကတော့လူစီယာနိုစပယ်လက်တီနဲ့အတူဒါဗာရာစကယ်လီယာတို့တစ်ဖက်ကအော်စီမန်တို့နဲ့အောင်ပွဲရခဲ့တယ်အဲ့နာပိုလီကအချိန်လေးရလာတဲ့အချိန်မှာပြီးခဲ့တဲ့ရာသီမှာမတိချမပြင်းစင်နဲ့သူတို့ပြန်ကျသွားတဲ့အချိန်မှာကွန်တီပြန်ကိုင်းနေဆိုတော့ကျွန်တော်သဘောကျတဲ့အချက်ကအခုနာပိုလီဟာပတ်စံနည်းနည်းနဲ့ပဲ ပြိုင်ပတ်တီကိုပတ်စားနည်းနည်းနဲ့ပဲကြဲကြဲပဲဝိုင်းထားတယ်ဝိုင်းပြီးတော့အဲ့ဒါကိုသူအလုပ်ဖြစ်အောင်လုပ်တယ်ပြီးတော့ attractive football ကစားတယ်စီးရီမှာ attacking တော်တော်လေးကောင်းတဲ့အသင်းတွေမှာပါတယ်ဆိုတော့တော်မနီကအဲ့ပွဲရဲ့နောက်ထပ် man of the match ထပ်ရပြီးတော့လူကာကူတော်မနီတို့ရဲ့ twin goal တွေနဲ့နာပိုလီဟာကာဂလီယာကီကိုနိုင်ပြီးတော့ဒါမာရာဒိုနာကွဲမှာပဲ champion sub flag ကိုထိုက်တဲ့တန်ထိုက်ပြီးရသွားတယ် inter milan အတွက်တော့ဖလားသုံးလုံးအိမ်မက်မှာကိုပါအီတလီယာဖလား semi final မှာရှုံးတယ် နောက်အိုက်ကထွက်ပြီးတော့အခုနာပိုလီကိုထတ်ရှုံထတ်ပြီးတော့အပတ်ချုပ်တော့သူတို့ဖလားနှလုံးပြတ်သွားပြီးတော့နောက်ဆုံးသူတို့ချန်ပီယံလိဖိုင်နယ်ကိုပဲပြောလို့ရမှာဖြစ်ပြီးကွန်တီရဲ့စကော့မတ်ထော်မနီနဲ့လူကာကူတို့ကတော့ CDA ချန်ပီယံဆူပလာဂျီကိုတိမ့်ပိုက်နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်